ယူကေယူဇာနဲ့ပွဲအတွက်24ရက်တွင်28ပေါင်အထိဝေးချမှာဖြစ်လို့ပြဿနာတက်နေပြန်တဲ့ Super League ပရိသတ်များအလုံးမဲ့မင်္ဂလာပါများ Ready Button ကတင်ဆက်နေပါတယ် Super League ဟာ One Championship မှာထိပ်တန်း Fighter တဦးဖြစ်ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကိုခိုင်မာရရှိထားပါတယ်သူကလာမဲ့1173ပြိုင်ပွဲမှာတော့သူ့လိုပဲခြေကံကျက်ပရင်လို့တင်စားခေါ်ဆိုနေကြတဲ့ Japan Fighter ယူကေယူဇာနဲ့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်ပြိုင်ပွဲကတော့မှာ16ရက်မှာကျင်းပသွားမှာပါဒါမဲ့ဒီအတွက် Super League စီမှာကြီးမားတဲ့ပြဿနာတစ်ခုရှိနေပါတယ် နောက်ဆုံးအင်တာဗျူးမှာ Super Lag ကသူ့ရဲ့ကိုယ်လေးချိန်က8 kg 192ပေါင်ရှိနေတယ်လို့ထုတ်ပြောခဲ့တာတွေ့ရပါတယ်။ဒါအတော်လေးကိုစိုးရင်စရာကောင်းတဲ့ချိန်နေပါ။ပွဲထုတ်ဖို့ကနိုမာ16ရက်နေ့ဆိုတော့လက်ရှိချိန်ကနေ24ရက်ပဲကျန်ပါတော့တယ်။ဒါကြောင့်မလို့ weight ချဖို့လိုအပ်တဲ့ပမာဏက73 kg 28ပေါင်ခန့်ဖြစ်နေပါတယ်။ဒါမှအပြင်တော့ဝေးချဖို့ချိန်က3လလဝန်းကျင်လိုအပ်ပါတယ်။အဲဒါကြောင့်မလို့ Super Lag ရဲ့လက်ရှိဝေးချမယ့်ပမာဏကခက်ခဲနေတဲ့အခြေအနေဖြစ်နေတာပါ။ Super Lag က Time Fighter လောကမှာထိတ်တန့်ကစားမတူဖြစ်ပြီးတော့ ဝမ်ချန်ပီယံရှစ်မှာချန်ပီယံကပတ်တွေရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။သူရဲ့ဆွမ်းဆောင်ရည်ကလျင်မြန်မှုနေစနစ်ပိုင်းမာကုံတွေအပြင်ခြေကန်ချက်တွေကြောင့်ထင်ရှားပါတယ်။ပြီးကြတဲ့172ပြိုင်ပွဲတုန်းကလည်းရေတဲမအောင်လို့ချန်ပီယံကပတ်ကိုဆုံးရှုံးလိုက်ရပြီးခုချိန်မှာစူပါလက်ကဝိပဿနာနဲ့ထပ်မံကြုံတွေ့နေရတာပါ။ဒါကသူ့လိုနာမည်ကြီး fighter တဦးရဲ့ပုံရိပ်ကိုထိခိုက်စေပါတယ်။တမားပြင်းတော့73 kg ချဖို့3လလောက်လိုအပ်ပါတယ်။ ဒါပေမဲ့24ရက်အတွင်းဒီပမာဏကိုချရမယ်ဆိုတာခက်ခဲပါတယ် UFC မှာတော့ဒါကပြဿနာတစ်ခုမဟုတ်ပါဘူးရေတမ်းမစစ်တာကြောင့်ပါရေတမ်းမစစ်တော့ရေတမ်းအများကြီးဆုံးရှုံးအောင်လုပ်ပြီးတော့ဝေးချလို့ရနိုင်ပါတယ်ဒါပေမဲ့ပြဿနာကဝမ်းမှာတော့ရေတက်ကိုစစ်ဆေးတာပါပဲဝမ်းချန်ပီယံရှစ်က Fighter ရဲ့ကျန်းမာရေးနဲ့ဘေးကင်းမှုကိုဦးစားပေးတဲ့အနေနဲ့2016ခုနှစ်မှာရေတက်စစ်ဆေးမှု Hydration Test ကိုစတင်ကျင့်သုံးခဲ့ပါတယ် ACM ရဲ့အဓိကရည်ရွယ်ချက်ကတော့ Fighter ကိုအနေရရှိတဲ့ရေတက်ဆုံးရှုံးမှု Dehydration နည်းနဲ့ဝေးချတာမျိုးကိုတားဆီးဖို့ဖြစ်ပါတယ် ဖိုက်တာတွေကသတ်မှတ်ထားတဲ့ weight တန်းဥမာဖြစ်တော့ဘန်ဒန် weight 145ပေါင်ကိုရောက်ရှိအောင်နေမဟုတ်ဘဲနဲ့ရေဓာတ်အဆင့် hydration level ကိုလည်းမဖြစ်မနေစစ်ဆေးရပါတယ်ဒီရက်စစ်စဲမှုကိုစီးနမူနာယူပြီးတော့စီးရဲ့ဆွဲငင်အား specific gravity ကိုတိုင်းကြပါတယ်စီးရဲ့ဆွဲငင်အားက1.3 3.5ထက်မမြင်ရပါဘူးဒါက fighter ရဲ့ခနာကိုမှရေဓာတ်ပြေဝမှုကိုတေချာစေဖို့ဖြစ်ပါတယ်အရင်က fighter တွေကဝေချဖို့ရေဓာတ်ဆုံးရှုံးမှုအရင်က fighter တွေဟာဝေချဖို့ ရက်ဆုံးရှုံးမှုရေမတောက်တာချွေးထုတ်တာကိုအဓိကအားကိုးခဲ့ကြပါတယ်။ဒါပေမဲ့ဝမ်ချမ်းမြရှိရဲ့စီမင်းရဒီလိုနီလန်းကိုတားမြစ်ထားပြီးတော့ fighter တွေကိုကျမ်းမာတဲ့ဝိတ်ချနေတွေတုံးမှုလိုအပ်စေခဲ့တာပါ။အဲဒါကြောင့် super lat အနေနဲ့ရေရက်ဆုံးရှုံးမှုကိုအားမကိုးနိုင်တဲ့အတွက်ကျမ်းမာတဲ့ဝိတ်ချနေကိုသာတုံးရမှာဖြစ်ပါတယ်။ super lat အနေနဲ့ကယ်လိုရီနဲ့ပါတဲ့အစားအစာတွေကိုစားသုံးပြီးတော့ကိုယ်လေးချင်းကိုတဖြည်းဖြည်းနဲ့ရှော့ချရမှာပါ။ဥပမာအနေနဲ့ကတော့အစီမပါတဲ့ protein ဓာတ်ကြွေဝါတဲ့အစားအစာကြက်သားငါးဥအမြင့်တက်များတဲ့ဟင်းသီးရွက်နဲ့ကစီတက်နေပါတဲ့အစားအစာတွေကို အာယုံဆိုင်စားသုံးသင့်ပါ रे ရေရက်စစ်ဆေးမှုအောင်မြင်မှုအတွက်ရေရက်ပြေဝအောင်လို့ထိန်းသိမ်းမှုလိုအပ်ပါ रे ရေတောက်သုံးမှုကိုပုံမှန်ထိန်းသိမ်းပြီးတော့ဆိုဒီယမ်ဓာတ်ကိုလွန်ကဲစွာမစားသုံးဖို့လိုအပ်ပါ रे စူပါလက်အနေနဲ့ကာဒီယိုလေ့ကျင့်ကန်ဥမာအဖြစ်တော့ပြေခြင်းစပိန်စီခြင်းနဲ့အင်အားသုံးလေ့ကျင့်ကန်တွေကိုပေါင်းဆက်ပြီးကိုယ်လေးရင်ကိုချော့ချနိုင်ပါ रे ဒါပေလေ့ကျင့်ကန်ပြင်အားကိုမလွန်ကဲစေဖို့တတိထားရမှာပါမလွန်ကဲစေဘဲနဲ့တစ်ပတ်မှ9ရက်6ရက်လောက်လေ့ကျင့်ကန်လုပ်ပြီးတော့အနာယူချိန်ကိုလည်းထိန်းကြီးဖို့လိုအပ်ပါ रे အကောင်းဆုံးကတော့စူပါလက်အနေနဲ့အဟာရဗေဒပညာရှင် nutrition list နဲ့ဆရာဝန်ရဲ့အကြံပေးချက်ကိုယူတင်ပါတယ်။သူတို့ကဝိတ်ချရေးနဲ့ရေဓာတ်အဆင့်ကိုထိန်းသိမ်းဖို့လမ်းညွှန်ပေးနိုင်ပါတယ်။အဲဒါကြောင့်လေနဗီကပြောခဲ့တာပါ။စူပါလက်ကသူ့ထက်ထိုးရည်လေးစားလောက်ပိုရပါလိ။တူတော်မဟာရဗေဒပညာရှင်ငားသေးတာ။စူပါလက်ကဘာကြောင့်ဒီလိုစနစ်တကျနဲ့တေချာလေးမလုပ်တာလဲဆိုတာနားမလည်ဘူးလို့နဗီကဝေဖန်ခဲ့တာပါ။နဗီဝေဖန်တာမှန်နေပါပြီ။ promotion ကတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုကိုယ်တိုင်မလုပ်နိုင်ဘူးဆိုရင်ပညာရှင်တွေကိုငားရမ်းဖို့ပိုက်ဆံမနှမျောတင်ပါဘူး။ ိုယ့်ရဲ့ပုံရိပ်ကိုလည်းထိခိုက်စေပြီးတော့ဘွဲကောင်းတွေကိုလည်းလွတ်သွားစေတတ်ပါလိမ့်။အဆုံးထိလိုက်ပါကြည့်ရှုပေးကြတာ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။